တမီးလေးကိုအဖော်နောက်တယောက်ထပ်ပြီးတော့လေအော်မွေးအောင်ပါအဲ့ဆိုတော့တမီးလေးပြင်းမှလည်းကြောက်တယ်လေအဲ့လိုမျိုးဟာကင်မြစ်တာပါနော်အရင်တော့လူပြိုလ်လူလို့ဘွားရဲ့ဒီမင်းသားတယောက်ကအခုကျွန်တော်မြင်တဲ့အခါမှာအဲကလေးဖေဖြစ်သွားတဲ့အခါကျတော့အရင်နဲ့မတူတော့ပို့ပြီးတော့ရင်းကျက်လာတယ်ပို့ပြီးတော့အဲအလုပ်ကို အင်းနဲ့အားနဲ့စူးစမ်းမှုတွေကအရင်လဲစူးစမ်းခဲ့တယ်အခုကဒါနှစ်ဆပို့စူးစမ်းနေတာတွေ့ရတာပေါ့နော်ဟုတ်ကဲ့အာအဲ့လိုပေါ့ဘယ်လိုပြောမလဲဆိုတော့ဟိုကိစ္စတိုင်းကိစ္စဘယ်ကိစ္စမှမဆိုတွေးလိုက်တိုင်းမှာဟိုကိုကိုကိုမရှိတော့ပေါ့မိသားစုပဲရှိတော့တာပဲအဲ့လိုပုံစံလေးပြောင်းသွားတာပေါ့ဒီနေ့ကကျွန်တော်တို့ 2D wedding studio မှာကျွန်တော်တို့ဂျာ BS hair spray and wax အဲ့ဒါကိုရိုက်ကူးလေးလုပ်နေဖြစ်ပါတယ် ်အဓိကတော့ beauty တွေကိုစထုတ်တော်မယ်ဆိုတဲ့အချိန်မှာကိုမင်းမင်း distribution ကနေပြီးတော့ကျွန်တော်နဲ့တိုင်ပင်တော့မင်းသားရွေးနဲ့အဲ့ထရအောင်မင်းခန့်ကိုရွေးခဲ့တာအဲ2021ကနေရိုက်ခဲ့တဲ့ဒီဟာသူလူပြိုဘွားပေါ့လူပြိုဘွားအခုတော့ဒါသမီးလေးဖေဖေဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့ချိန်တည်းကရိုက် လေပြီးတော့သူကအဲနိုင်ငံသားကိုရောက်သွားတဲ့အချိန်မှာအခုဗမာပြည်ပြန်လာတဲ့ခါကျတော့ကိုမင်းမင်းနဲ့ကျွန်တော်တိုင်ပင်ပြီးတော့ဗောနောသူရဲ့မိသားလေးကိုအဲကြောင့်ညာအစ်တလေးပြန်ပြီးဖန်တီးကြရအောင်ဆိုပြီးတော့တိုင်ပင်ဖြစ်တယ်အဲ့ခါကျတော့ကျွန်တော်တို့က commercial အကြီးမဟုတ်ပဲနဲ့ဒီနေ့ကတော့ဒါ blog လေးရိုက်မယ်ဗောအဲ့ blog ရိုက်မယ်ဆိုတဲ့ခါမှာညီလေး ရရအောင်ပြောတော့အကိုကြီးစီစဉ်လိုက်ရဆိုတော့ကျွန်တော်ခေါင်းပေါ်ပြန်ကြားလာကြားလာတဲ့အခါကျတော့ okay ဆိုစဉ်းစားရင်စဉ်းစားရင်ねကျွန်တော် idea တရားထိုင်လိုက်တဲ့အချိန်မှာမျက်လုံးထဲမှာပေါ်လာဟာခဏရက်စလုံးကိုအင်ကြီးခဏစုံပြောင်းလိုက်မယ်ဒါဆိုလို့ရှိရင် seven style ဖြစ်အောင်ဇပေးပုံစံလေး train မယ်ပေါ့เนาะဘာလို့ဆိုတော့ဒီကိုတိုင်းလဲဇပေးအမြဲတမ်းပုံသွင်းလို့ရှိရင် prayer လိုအပ်တယ်ဒီခါကျရင် words ကလိုအပ်တယ်ဆိုတော့အဲ့တော့ယောက်ျားလေးအတွက်ကောဒါမ ပေါ့နော်ဒါပေမဲ့ဒီ product ကိုအောင်မြင်ခန့်နဲ့ပဲကိုစားပြုခဲ့တာဖြစ်တဲ့အကြောင်းမို့လို့7 day 7 style ဖြစ်အောင်ဇပင်ပုံစံနေလဲမျိုးစုံချိမ့်မယ်ဇပင်တိုတဲ့လူရောရှည်တဲ့လူရောအမျိုးစုံပေါ့နော်တုံးလို့ရဆို message ဖြစ်အောင်လို့ကျွန်တော်ဖန်တီးပြီးတော့ဒီနေ့ vlog လေးကိုရိုက်ဖြစ်တာပါဟုတ်အဲ့ထက်ကမင်းသားနဲ့အခုဆိုရင်တော့ तू ပိုရင်ကြက်လာပေါ့နော်ဟိုအရင်တော့တော့လူပြိုလူလို့ဘွားရဲ့ဒီမင်းသားတယောက်ကအခုကျွန်တော်မြင်တဲ့အခါမှာအဲကလေးဖေဖြစ်သွားတဲ့အခါကျတော့အရင်နဲ့မတူတော့ပို့ပြီးတော့ရင်ကြက်လာတယ်ပို့ပြီးတော့အဲအလုပ်ကို အင်းနဲ့အားနဲ့စူးစမ်းမှုတွေက အရင်လဲစူးစမ်းခဲ့တဲ့အခုကဒါနှစ်ဆပို့စူးစမ်းနေတာတွေ့ရတာပေါ့နော်ဟုတ်ကဲ့အာအဲ့လိုပေါ့ဘလို့ဆိုတော့ဟိုကိစ္စတိုင်းကိစ္စဘယ်ကိစ္စမှမဆိုတွေးလိုက်တိုင်းမှာဟိုကိုကိုကိုရမရှိတော့ပေါ့မိသားစုပဲရှိတော့တာပဲအဲ့လိုပုံစံလေးပြောင်းသွားတာပေါ့အာကန်နာချက်ကလားဘယ်လိုပြောမလဲဆိုတော့ဗျာ နောက်တမီးလေးကိုအဖော်နောက်တယောက်ထပ်ပြီးတော့လေမွေးရောမှာအဲ့ဒါတမီးလေးပြင်းမှလည်းကြောက်တယ်လေအဲ့လိုမျိုးဟာခင်မြတ်တာပါနော်တပင်းကအရေးကြီးတယ်ဗျဘာလို့ဆိုတော့ဟိုပါကျွန်တော်တို့တမမဟုတ်လူတိုင်းအတွက်အရေးကြီးတယ်ဆိုတော့ဒါဟိုပေါ်လူတစ်ယောက်ရဲ့ဟိုပုံစံတသက်ရဲ့ပြည့်တည်မှုတွေဆိုတော့ပြနိုင်တယ်လေပြီးတော့ဟိုသပင်းက ဇပင်ပုံစံပြောင်းနေတာလားကုမျက်နှာပုံစံပြောင်းသွားဆိုတော့အားကြောင့်မို့ဟိုဇပင်ကိုကျွန်တော်တို့ဆိုအရင်ကယူဆိုင်တယ်ဇပင်တန်မိုးထားတယ်ဇပင်ချစ်တယ်အော်ဆိုတော့ဇပင်ကျွန်တော်တို့ကအရင်ရေးကြည့်တယ်ကျွန်တော်ကိုတွေးနေပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အရင်တော့ဇပင်အရင်ထူတယ်အဲ့ခါကျတော့ဟိုအသက်ကြီးရဲ့ချိန်မှာဇပင်တွေပါလာတယ်ဘာဖြစ်လို့ပါလဲဆိုလို့ရှိရင်ကျွန်တော် ဆိုလို့ရှိရင်အဖျော်ပြေးတွေသွားရဆိုရင်စပရေးတွေသုံးတယ်ညဆိုရင်ခေါင်းမလျှော်ဘူးအစင်ပေါ်မှာတခြင်းတွေဆိုခုံပေါက်တော့ချွေးတွေချွဲပြီးပေါ့နော်နောက်နေ့ကျလာဒီလိုပဲဟိုကျော်လိုက်မိရဲ့ရက်တွေရှိတယ်ဆိုတဲ့အခါကျတပြေးပြေးနဲ့စပင်းတွေကဥယျာပြစီလာအဲဒါကြောင့်မို့လို့ဒီ popular နေပြီးတော့ကျွန်တော်ကိုယ်လေးပြောချင်တာအဲကျွန်တော်တို့အသက်နိုင်ဆုံးပေါ့နော် chemical နဲ့ product တွေသုံးရမယ်ဒီ BS လိုမျိုးပေါ့နော်သုံးထားရဆိုလို့ရှိရင်ဥယျာပြကိုတိတ်ပြီးတော့မထိခိုက်သေးတဲ့ product မျိုး နေတော့မှာပေါ့နော်ဖြန်းတဲ့ခါကျရင်ဥယျာဉ်မထီအောင်စမ်းသားအောင်ပဲဖြန်းစီခြင်းနဲ့ပေါ့နော်အဲပြီးတော့ကိုက tree တွေရှိနေမဲ့ဖုန်တွေရှိနေမဲ့ spray တွေ gel တွေသုံးထားမယ်ဆိုလို့ရှိရင်တော့လေခေါင်းလျှော်တင်တယ်ဒါပေမဲ့ခေါင်းကလည်းနေတိုင်းလျှော်လို့မရဘူးအောင်မင်းခန့်ဆိုလို့ရှိရင်နေတိုင်းလျှော်တာအဲ့လိုမျိုးနေတိုင်းလျှော်ပြန်ရင်လည်းသပင်ကျွတ်တယ်ဥယျာဉ်ပြားအစီပိုပြန်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဥယျာဉ်ပြားကိုထိမ့်သိမ်းပါကျွန်တော်တို့ကအဲညနာကိုနေတိုင်းသစ်ပေးမယ် ဦးကောင်းချမ်းမာယုံလူတွေကတိတ်ပြောတတိမထားမိဘူးမဆိုင်ဖြစ်ဘူးဆိုလို့ရှိရင်အသက်အရွယ်တစ်ခုရလာအခါမှာဇပင်တွေအရန်ကျွတ်လာတာထိတ်ပြောင်းတာတွေကြုံတွေ့ရတတ်တယ်အဲ့ဒါကြောင့်မို့လို့ဟိုကိုကဂယုဆိုင်ပါလို့ခေါနာသူပြောသလိုပဲဂယုမဆိုင်ဇပင်ဆိုင်ရလိမ့်မယ်ဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်ချစ်ရတယ်ကျွန်တော်ညီငယ်လေးမင်းသားအောင်မင်းခန့်နေပါတော့နှစ်တည်းကြာကြီးဝေးကွာနေပြီးတော့ပြန်လည်ပြီးအလုပ်တွေတူတူတွဲလုပ်ခွင့်ရတဲ့ကြောင့်လည်းဝမ်းသာမိပါတယ်နောက်ထပ်လည်းနှုပညာလှူရှာမှုလည်းအများကြီးကိုမြင်တွေ့ချင်ပါတယ်ကျွန်တော်ရဲ့ဒူလေးဝယ်ဒင်စတူဒီယိုမှာဒီနေ့ကျွန်တော်ရဲ့ အဲမိတ်ကဆပင်ဖန်တီးမှုလေးတွေရောကျွန်တော်ကိုယ်တိုင်ဈေးပြီးတော့ဘလော့လေးရိုက်ပူဖင်းရတဲ့အမှတ်တရလေးတွေတဲ့အဲစီစဉ်ဖို့အတိကျွန်တော်တို့အလုပ်အနံပေးတယ်မင်းမင်း cosmetic distribution ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် BS product တွေကိုလည်းအမျိုးမျိုးနေနေမှာရှိနေတဲ့အလားကောင်းဝယ်ရရှိနိုင်ပါတယ်ပြောချင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်